စစ်တွေအခြေဆိုင်စစ်တပ်ရဲ့တပ်စခန်းတွေကနေလက်နက်ကြီးကြီးနဲ့လှမ်းပစ်တဲ့အတွက်ရတိတော်မျိုးတွေကဒေသခံအရဲသားအမျိုးသမီးတယောက်မှာထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့သိရပါဗျာ။တရားရရှိသွားသူဟာရတိတော်မျိုးနဲ့မိုးစေးကျွန်းညောင်ပင်လေးကြီးရွာက အသက်60အရွယ်ဒေါ်ဦးမစိန်ဖြစ်တယ်လို့သိရပါဗျ။နိုဝင်ဘာလ26ရက်နေ့မှာစစ်တွေအခြေဆိုင်အကြမ်းဖက်စစ်တပ်ရဲ့တရင်တစ်ခုက မိုးစစ်ကျွန်းဖက်ကိုလက်နက်ကြီးကြီးအလုံး20ထပ်မင်းပြစ်ခတ်ခဲ့ရမှာအဲ့ဒီအထဲကတလုံးဟာညောင်မလေးကြီးရွာကလေကွင်းပြင်တစ်ခုကိုကြာရပောက်ကွဲခဲ့တာဖြစ်ပါတယ်။အဲ့ဒီလိုပောက်ကွဲခဲ့တဲ့အတွက် လေကွင်းမှာစပားရိတ်နေတဲ့ဒေါ်ဦးမစင်ရဲ့ဦးကောင်းနဲ့ခန်းတော်ကို အနှံ့မှာတရားရရှိသွားခဲ့လို့အရေးပေါ်စီကူတမှုခံယူနေရတာပါ။ပြီးခဲ့တဲ့အောက်တိုဘာလ30ရက်နေ့နေ့လေကလည်းရသေးတော်မျိုးနဲ့အောက်စီကိုင်းကြီးရွာကိုစစ်တွေအခြေဆိုင်စစ်တပ်ရဲ့တပ်ရင်းတစ်ခုကနေ ဒရုန်းနဲ့လာရောက်ပုံကျဲခဲ့တာကြောင့်နှစ်ဦးသေဆုံးခဲ့ပြီးတော့သုံးဦးတန်ရာရရှိသွားခဲ့ပါတယ်